အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတွေ့လိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ကျွန်တော်ဒီညကနေပြီးတော့အဆုံမောင်းအောင်တောင်းပေးလိုက်ပါတယ်ဗျာနော်အဲ့တော့ဒါကျွန်တော်ခင်ဗျားတို့မြင်နေတဲ့ background ကဒါအပြောင်းလဲဖြစ်သွားပြီလို့ကျွန်တော်နည်းနည်းပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာဒါကျွန်တော်အိမ်ပြောင်းသွားပြီဖြစ်လို့ပါအဲ့တော့ကျွန်တော်ဒါသဘက်ခါလောက်ကစပြီးကျွန်တော်ရဲ့ဒါ background ကဒီညကလုံးဝဒါပုံမှန် background ပုံစံမျိုးတစ်ခုဖြစ်တော့ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါကိုယ့်ရဲ့ဒါ အဲ့ဒီကုလေဖြစ်တော့ပဲအတွက်ကြောင့်မို့ကျွန်တော်အနေနဲ့နောက်မှတော့ကျွန်တော်ဟိုစပိုင်းရဲ့ဒါကျွန်တော်တို့လက်မှတ်ထိုးထားတဲ့ဒါကျွန်တော်အင်ဂျီဒီဘိုင်စင်မှုအတွက်လည်းကျွန်တော်စီစဉ်နေတယ်ပေါ့နော်အဲ့တော့ဒါလက်ရှိမှာဒါကျွန်တော်ရဲ့ background ကတော့ဒါကြောင့်နောက်ပိုင်းကျရင်ဒီနေရာကဒီအခန်းလေးကကျွန်တော်တို့တီးတန့် studio ဒါ video ရိုက်ဖို့အတွက်အတန်းအခက်တခန့်ဖြစ်သွားပြီဖြစ်တဲ့တကြောင့်မို့ကျွန်တော်အနေနဲ့ဒါအရင်လို့ဒါကျွန်တော်တို့နောက်က sofa ကုန်းနဲ့တူဒါကျွန်တော်တို့အဲလုတ်ဖို့မလိုတော့ဘူးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီခင်ဗျားတို့နည်းနည်းလေးပြပြချင်တာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်အနေနဲ့ဒါအိမ်ပြောရတဲ့ကြောင့်လက်ကြားထဲမှာဒါကျွန်တော်တတိကိုဒါသရဝင်း6ဘုတ်ကနေပြီးတော့9ဘုတ်လောက် ောက်ပဲတင်ဖြစ်တဲ့အတွက်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့တောင်းပန်ခြင်းပါတယ်ဘောနော်အဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်တို့ဒီနေ့မှာအဓိကပြောဖို့လူလာတဲ့ဒါသတင်းတစ်ခုရှိတယ်အဲ့ဒီသတင်းကလွန်ခဲ့တဲ့ဒါကျွန်တော်တို့နိုင်ပိုင်းကမှတာကျွန်တော်နှစ်ဖက် ပုံစံမျိုးနဲ့ဒါတင်ထားခဲ့တာဗောနော်တစ်ဖက်ကဒါကြောလက်ရှိမှာ Fabrizio Romano ကမနေ့ကဒါပေါ့မနေ့ကမဟုတ်တော့တနေ့က podcast မှာသူ့အနေနဲ့ Manchester United အသင်းရဲ့လက်ရှိနီးပြောက်လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ Ineos အုပ်စုအနေနဲ့လက်ရှိနီးပြဖြစ်တဲ့ Ruben Amorim ကိုဘလို့ချင်နေဘူးပဲရှိပါဖြစ်ဘလို့ချင်နေဘူးဖြစ်နေပါပါစေလာမယ့်နွေရာသီမှာအသင်းကိုဒါကျွန်တော်တို့ United နီးပြအနေနဲ့ဆက်လက်ပြီးတော့ရှိစေခြင်းနဲ့ဆိုတဲ့တဲ့င်းကိုဒါ Fabrizio Romano ကပြောခဲ့တယ် ဒါကဒီသတင်းနဲ့ပတ်သက်ပြီးဘလောက်မှမကြတဲ့အချိန်မှာပဲဒါကျွန်တော်နောက်ကနေပြီးတော့ဒါကျွန်တော်တို့လက်ရှိဒီနေ့မနက်ပေါ့နော်ဒါ Telegraph ကဒါတက်လာတဲ့သတင်းတွေရဆိုရင်တော့ Manchester United အသင်းနေနဲ့ဒါကျွန်တော်တို့လက်ရှိ ရူဘင်အာမိုရင်းကိုဒါကျွန်တော်ထိမ့်သိမ့်ဖို့အတွက်အဖက်ကအစွမ်းကုန်ကြိုးစားသွားမှမှန်ပေမဲ့လက်ရှိမှာဒါ United အသင်းကနေပြီးတော့ရူဘင်အာမိုရင်းကိုထုတ်ပစ်ထားတဲ့ဆိုင်ရူဘင်အာမိုရင်းကိုယ်တိုင်သူကသူစိတ်ပြတ်ပြီးတော့အသင်းကနှုတ်ထွက်ဖို့အတွက်ရာဂိုင်းနှုတ်ပူများသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုး Telegraph ကဒါကျွန်တော်စေးထိုးတဲ့ article ပုံစံမျိုးကိုကျွန်တော်တွေ့ရတဲ့ဒီမှာပါတယ်ပေါ့နော်အဲ့တော့မြည်သွပင်စိုးစီကမှလက်ရှိမှာ United အသင်းနဲ့လာမယ့်နေရာဒီမှာနီးပြအပြောင်းလဲကဒါကျွန်တော်ပိုင်ရှင်ဘက်ကတော့ရှိမှာမဟုတ်ဘူးလက်ရှိမှာဒါ Ineos အုပ်စုအနေနဲ့ Manchester United အသေးရဲ့အနာဂတ် project project ကိုဒါ lead လုပ်နိုင်တဲ့နေရာမှာ Ruben Amorim ကိုဒါကျွန်တော်နံပါတ်1အနေနဲ့သတ်မှတ်ထားတယ်ဒါမှပါတယ်။အရှိမ Ruben Amorim ကို Manchester United အသင်းနဲ့ထုတ်ပြစ်ခဲ့မယ်ဆိုရင်တော့မှသူ့နေရာကိုအစားထိုးနိုင်မဲ့နီးပြကိုလက်ရှိ market ထဲမှာရှိမနေဘူးလို့သူတို့ကိုသူတို့လက်ရှိမှာသုံးသပ်တဲ့ဒီမှာပါပါတယ်။အဲ့တော့ဒါလက်ရှိအခြေအနေတွေကနောက်ဆုံးအခြေအနေတွေအရဆိုရင်ဒါကျွန်တော် Ruben Amorim ကိုတော့ Manchester United အသင်းရဲ့နီးပြအနေနဲ့ကျွန်တော်ဒါရေရှည်ပုံစံမျိုးရကျွန်တော်ဆက်ပြီးတော့မြင်ရဖို့ရှိတယ်။အဲ့တော့ဒါ ဘူဘေအာမိုရင်းကလက်ရှိမှာ United ရဲ့လက်ရှိအခြေအနေပတ်သက်ပြီးသူ့ကိုယ်သူအားမလို့အားမရတာတကြောင်ဒါလာမယ့် New Year ဒီမှာအသင်းအနေနဲ့ Europa League မရရှိခဲ့ဘူးဆိုရင်အသင်းဘက်ကနေ back game မလုပ်ပေးနိုင်ဘူးဆိုရင်ဒီကစားသမားအုပ်စုနဲ့ပဲရှေ့ဆက်သွားမှာသူ့ကိုယ်သူအဆင်ပြေပါမလားဆိုတဲ့ doubt တင်ဖြစ်နေတယ်သူ့ကိုယ်သူတွေတန်တရားဝင်မိတာတကြောင်ပေါ့နော်အဲ့တော့ လက်ရှိပြဿနာကအဲ့လိုပုံစံမျိုးဖြစ်နေတယ်ဆိုတဲ့သဘောမှရှိတယ်ပေါ့နော်အဲ့တော့မြည်တော့မင်းစူစီကမူအဲ့ဒီပြဿနာကဒါ United အသင်းအတွက်တော်တော်လေးကိုအခြေအနေအရတိတ်ပြီးအဆင်မပြေဘူးလို့ပြောလို့ရတဲ့အခြေအနေတစ်ခုကိုသွားနေတယ်ပေါ့နော်အဲ့တော့ဘလို့ပဲပြောပြောပြလက်ရှိမှာ United ဘက်ကပြန်ကြည့်မယ်ဆိုရင်နီးပြကောင်းတယောက် United အသင်းကိုလက်ရှိမှာရောက်နေတယ်အာမိုရီနဲ့ခုလက်ရှိမှာဒါပရိသတ်တွေဘလောက်ပဲဝေဝံလက်ရှိမှာဒါပြည်တွင်းလီပလိုက်ဒီလောက်ပဲတိုင်ပတ်ပါပေါ့နော်အာမိုရီကိုယ်တိုင်လည်းအားနည်းတဲ့ပြဿနာအများကြီးရှိပါတယ်မှန်ပါတယ် ။သို့ပေမဲ့တော့ညာလေတာကျွန်တော်ရူဘင်အာမိုရီအနေနဲ့အခုလက်ရှိအခြေအနေဒီအရသူ့အနေနဲ့ United ကထွက်သွားခဲ့မယ်ဆို United အသင်းနဲ့အဆအဆုံးပြန်လဲပြီးဘီဘေးပြန်လောက်အောင်မယ်။အဲ့တော့ United အသင်းကအခုလက်ရှိကျွန်တော်အမြင်အရပုံဆို ရီဘေးပေါ့နော်ပြန်လဲထူထောင်ရေးအစီအစဉ်ကြားတွေကမြေစာပင်ဖြစ်နေတာက United အသင်းကိုယ်ဆိုင်ဖြစ်သွားတယ်ကျွန်တော်လည်းမြင်နေ United အသင်းတခုလည်းရှိတာကျွန်တော်အားနေရီဘေးအားနေရီဘေးအားနေရီဘေးရီဘေးမှာရီဘေးတရီဘေးတဲ့ရီဘေးနေတဲ့ဥစ္စာကြီးကြားထဲမှာဒါ United အသင်းကဒါတဖြည်းဖြည်းနဲ့ United identity ပျောက်ဆုံးလာတယ်အဓိကမြန်မာလိုပြောမှဆိုတရဲနီပေါ့နော်တရဲနီစိတ်တကြီးကပျောက်ဆုံးလာခဲ့တဲ့အတွက်ကြောင့်မို့ဒီ identity ပျောက်ဆုံးမှုရဲ့နောက်ကွယ်မှာ Ruben Amorim ကအများကြီးဒါကျွန်တော်ပြန်လဲပြီးအသင်းကိုထူထောင်သင့်တယ်လို့မြင်နေဥပမာပြကျွန်တော်ဒါ United အသင်းနဲ့ဒါကျွန်တော်မကြခင်မှာတွေ့ရတော့မယ့် Europa League finalist Spartak တဲ့အသင်းနေ င်ကျွန်တော်အသင်းကိုကျွန်တော်ဘာဖြစ်ချင်မှာကျွန်တော်အခုချိန်မှာမသိတဲ့ပြဿနာတော်တော်လေးကိုဆိုရယ် United အသင်းကဒီလောက်ထိအခြေအနေမဆိုးသေးဘူးဘာကြောင့်လဲလက်ရှိမှာ Sir Alex Ferguson နောက်ပိုင်းမှာဒါကျွန်တော်နီးပြရခဏခဏပြောင်းခဲ့ပြီးမယ် Sir Alex Ferguson တင်ပေးခဲ့တဲ့ DNA တွေကအင်မတန်မှကောင်းမွန်လို့နဲ့အတွက်ကြောင့်မလို့ဒီဥစ္စာကအခုချိန်ထိကြံနေစေဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောမှာ United အသင်းနဲ့ဒါဒူရိုမြတ်အမှတ်မှားတာက ် DNA နဲ့ philosophy မတူဘူး United ရဲ့ DNA ဆိုတာအမြဲတမ်းကျွန်တော်တို့ပြောခဲ့တဲ့အချက်က United ကသယန်းညီစိတ်တဲ့သယန်းညီစိတ်တဲ့ကလက်ရှိမှာ United အသင်းရဲ့ကစားသမားအတိုင်းမှာရှိတဲ့စိတ်တဲ့တခုလူတိုင်းဘလောက်ပဲနောက်သယန်းညီစိတ်တဲ့ဆိုတဲ့အနောက်ကမြဖြားခံတဲ့အကြောင်းရင်းတခုကပါလေပရိသတ်တိုင်းမှာလည်းရှိတယ်ဒါကစားသမားတိုင်းမှာလည်းရှိတယ်အခုလက်ရှိ United အဓိကနောက်ဆက် problem တခုကပရိသတ်တည်းရဲ့သယန်းညီစိတ်တဲ့က တစားသမားတွေတပူပြင်းထန်နေတယ်။အဲတော့နောက်ပိုင်းကျွန်တော်ဒါနောက်ပိုင်းခစ်တီပြောင်းလာတာနဲ့အညီဒါကျွန်တော်တရဲနီစိတ်သက်ဆိုတာပျောက်ဆုံးလာခဲ့ပြီးတော့အကုန်လုံးကဒါကြီးစားစိတ်တည်းရောက်လာခဲ့။အဲတော့ တယန်နီစိတ်သက်ဆိုတဲ့ definition ကဘာကိုပြောလဲဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ဒီ definition ကဒါကျွန်တော်ကြီးကြီးကျယ်ဒါကျွန်တော်ထူးဆဆနေပြောစရာမလိုဘူးလို့မြင်တယ်အဲတယန်နီစိတ်သက်ဆိုတာကျွန်တော် United အသင်းရဲ့ဒါရင်ဘတ်ပေါ်ကတယန်နီအတွက်ဆော့ပေးခြင်းတဲ့ဒစိတ်ဒါပေးဆက်လိုခြင်းတဲ့ဒစိတ်ဒါသွေးတွေချွေးတွေကဒီဒစိတ်ပေါ်မှာပဲဖြစ်ရမယ်ဆိုတဲ့စိတ်သက်အခုလက်ရှိဒါကျွန်တော်နောက်ပိုင်းကစားသမားတော်တော်များ United ကိုရောက်တဲ့ကစားသမားတော်တော်များကတယန်နီစိတ်သက်ဆိုတာတယန်နီကပေးတဲ့လစာကိုပဲသူတို့ကပို့ပြီးတော့လိုတယ်ဒါကျွန်တော်နောက်ကပါလာတဲ့ဒါအောင်မြင်မှုကိုပို့ပြီးတော့လို of course အောင်မြင်မှုနဲ့ဒါငွေကနောက်ကနေ order ပါအပြဿနာက ီးနီးယားမှာကစားသမားရဲ့ပြဿနာကအောင်မြင်မှုနောက်ငွေနောက်တအားလိုက်နေတဲ့သူတို့ရဲ့ခြေစွမ်းတွေကဒါတော်တော်လေးကိုကြာဆိုသူတို့ကိုသူတို့မေ့သွားတယ်အဲ့တော့ United အသင်းရောက်ပြီဆိုရင်ကစားသမားတွေကသူတို့ရဲ့ဘဝရဲ့ pinnacle အကောင်းဆုံး moment ရောက်ပြီဆိုရင်သူတို့ကိုသူတို့ရဲ့ pissle ခတ်နေကြတဲ့ပြဿနာတွေရှိတယ်အဲ့တော့ United ကဒီနောက်ွယ်ကအသင်းသင်းနဲ့ဒီကစားသမားတွေရဲ့ pissle ခတ်ဆန်တဲ့စိတ်ဓာတ်တွေရဲ့ဒါပြဿနာပေါင်းတောင်းချောက်ချောက်ကို United အသင်းအခုလက်ရှိမှာကျွန်တော်အမြင်ကပြောမှဆိုဖြည့်ရှင်းနေရတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့မြည်တော့ပဲဆိုစီကမှ United အသင်းနဲ့အခုလက်ရှိပြဿနာကနီးပြပေါ်မှာအရန unreliable လုံနေတယ်လို့ကျွန်တော်နေမြောက်တယ်။မိပြနေတဲ့လက်ရှိမှာလည်းဒါ Ruby Amore လိုအပ်ချက်တွေအများကြီးရှိနေတာဟာညင်းစရာမဟုတ်ဒါပေမဲ့မိပြကိုခဏခဏထုတ်ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ be rebe 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 redeem re debe မှာ be အဲ့တပေးတဲ့တပေးတဲ့ဘေးနေတဲ့ဥစားကြီးတစ်ခုလုံးကျွန်တော်တော့မသိဘူးဗျခင်ဗျားတော့မသိကျွန်တော်ဂျားပရိသတ်တယောက်နေတော့မောလာတယ်။ဖះစုကျွန်တော်ဒါကျွန်တော်တို့ကျွန်တော်အသင်းလဲကျွန်တော် မောလာတယ်။အားနေဒါကျွန်တော်တို့ဒါခုနပြောလိုပဲ potential rebe ဒါကျွန်တော်ပြန်အားနေ rebe နေတာပဲအဲ့တော့ ဘလို့ပြောမလဲပျက်စီးနေတဲ့အရာတခုကိုပြင်မှ rebuild လို့ခေါ်တယ်အခုလက်ရှိမှာ United အသင်ကပျက်စီးနေတယ်ဆိုတော့ပြန်ပြီး reinvent ပြန်လုပ်ရမှာ United မှာပြန်ပြီး redig ပြန်လုပ်ရမှာ DNA ကိုပြန်ရှာရမယ်ဒီမှာပါ United အဲ့တော့လက်ရှိမှာ United အသင်ဒါ Ineos အစုအနေနဲ့ဒီနေရာမှာကျွန်တော်တို့ဒါဟိုလူဒရွန်မြတ်ဒါအတွေ့အမြင်တူချင်မှတူလိမ့်မယ်ကျွန်တော်အနေနဲ့ Ineos အစုအနေနဲ့ Ruben Amorim ကိုအသင်မှာအနည်းဆုံးနောက်ထပ်နှစ်နှစ်သုံးနှစ်လောက်ဆက်ထားခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ကိုမှန်ကန်တော့လို့မြင်တယ် တဟက်တော့လည်းတဟက်လျောက်တိုင်ပတ်ခဲ့တယ်အဲ Ruben Amorim နဲ့သူ့ရဲ့ဒါကျွန်တော်လက်ရှိဥရောပဒါကျွန်တော်တို့အဲ Manchester United အသင်းနဲ့တူဒါဖလားတစ်ခုရသွားခဲ့မှာဆိုပို့ပြီးတော့ United အသင်းကိုနောက်ကနေပြီးတော့အသင်းကထောက်ပံ့တင်တယ်ဒါပေမဲ့ Ruben Amorim ကိုယ်တိုင်ကလည်း United အသင်းကိုဘယ်လောက်ထိခံနိုင်မလဲဆိုတော့ကျွန်တော်တစ်ချက်တော့ကြည့်ရမယ်အခုနောက်ပိုင်းဒါကျွန်တော်ခစ်တွေကမီးလာခဲ့ပြီနီးပြကအသင်းကထုတ်ကြတယ်မထုတ်ဘူးဆိုတော့လည်းကစားနီးပြကိုယ်တိုင်ကအသင်းကိုစိတ်ကူလာတဲ့ခစ်တစ်ခေရောက်လာခဲ့ပြီဒါ United အသင်းမှမဟုတ်လား United နဲ့တမကြခင်မှာပြန်ဆိုင်တော့မယ် Spa အသင်းရဲ့ပြဿနာလည်းလူမှုဖြစ်လာခဲ့တယ် Spa အသင်းလက်ရှိနီးပြဖြစ်တဲ့ NG Booster Glue ကိုယ်တိုင်ကလည်းတီးကြတယ်မယ်တော်တော်လေးကိုသူဟာသူစိတ်ပြတ်မှုတွေများစွာနဲ့တူလာမယ့်ဒါကျွန်တော်ညရာသီပြောင်းရှိမှာဖလားရာသီဖြစ်စီမရာသီဖြစ်စီသူကနှုတ်ထွက်ဖို့ရက ခံတို့များတယ်အဲ့တော့ဒါအသင်းနေရဲ့ pressure တွေဘောင်းများစွာတော်တော်လေးကိုဆိုးရွားရတယ်ကျွန်တော်နေနေမြင်တယ်အဲ့တော့ဒါပေမဲ့ United အသင်းနဲ့လာမဲ့ဒါ New Year ဒီမှာတော့ Ruben Amorim ring ကိုဘလို့နီးနေမှာအသင်းကနေထွက်ခွင့်ပေးသွားမှာမဟုတ်ပဲねအသင်းမှာဒါကျွန်တော်တက်နိုင်သမျှရအောင်ဆွဲခေါ်ထားမယ်လို့သိရတယ်ဒါပေမဲ့ဒီနေရာမှာဒါနီးပြကိုတိုင်ရဲ့မူဝါဒပေါ့နီးပြပူတိုင်ရဲ့ဒါကျွန်တော်အချင်းဒီပေါ့လေအများကြီးမူတည်ရလို့ကျွန်တော်နေနေပြောပြရတယ်အဲ့ဒါကဘလောက်ထိရေးပါလဲဒါကတော့ကျွန်တော်ချက်တော့စောင့်ကြည့်ရမယ်တော့ပါတယ် Ruben Amorim ကိုတိုင်ကလက်ရှိမှာသူ့ကိုတိုင်ဒါအသင်းကထွက်သွားမယ်ဆိုတဲ့စကားလုံးကိုဒီနောက်ပိုင်းမှာခက်ဆက်ဆက်ပြောလာတာကိုတွေ့ရလို့သူ့နေသူ့ကိုသူလည်းအားမရ ောက်ထက်ပါတယ် United တင်းရဲ့လက်ရှိဒါအစိုးရဆုံးရာဒီကသူ့ကြောင့်လို့သူလည်းသူ့ဟာသူခံစားနေရပါပုံရအဲ့တော့ဒါဒီညမှာဒါကျွန်တော်တို့ရှေ့ကဒါ Eric Dahan မှွေခဲ့တဲ့မိတွေကိုလက်ရှိမှာဒါကစားသမားတွေရဲ့ဒါစောက်ချိုးမပြေမှုတွေကို Ruben Amorim ရဲ့နည်းနည်းလေးလွဲမှားမှုတွေအကုန်ပေါင်းချင်ပါပိုဆိုးတာကဗျဆိုးတဲ့ဥစ္စာကပူပူဆိုးသွားတဲ့အခြေအနေတခုကို United တင်းရောက်သွားတယ်လို့ပဲကျွန်တော်ရေပုံကူရေးရမှာကျွန်တော်တို့မြင်နေအဲ့တော့ United ကဒါကျွန်တော် suffering from their own success ပေါ့နော်ကျွန်တော် DJ Khaled ပြောတယ်လို့ပဲဒါ United ကပြဿနာက तू ကအရင်တော့အရင်အောင်မြင်တော့အဲ့အောင်မြင်တဲ့တန်အခုချိန်မှာခံစားနေရတယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့ United အသင်းเนี่ยအခုလက်ရှိ ်မှာနီးပြအကြောင်းလဲလုံးတင်လာကျွန်တော်နေလုံးဝမလုံးတင်ဘူးလို့မြင်တယ်။ဘာထုမှအားနေ VB ပဲပြန်လာမှဆိုတာကြီးတော်တော်လေးကိုအဆင်မပြေရဖြစ်မလားကျွန်တော်အနေနဲ့မြင်ပြီးတော့မှပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV4 ယူတို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်ကလည်းဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0 zone နဲ့ tv4 ဤတို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါတယ် မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မမြင်နိုင်ဖြစ်ပါတယ်အားလုံးမကြူတော့ပါကျွန်တော်တို့နောက်မှအေးအေးဆေးတွေ့ကြတာပေါ့ကောင်းမွန်တော့ဒီလေးနေဖြစ်ပါဆိုစုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့ဒီဗော်ဗျအားလုံးမကြူတော့ပါနဲ့